ပြည်သူ့ရှေ့ဆောင်ပါတီ PPP ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်အပါအဝင်86ယောက်ကိုကိုယ်စားလှယ်လောင်းစင်းရင်ကနေပယ်ဖျက်လိုက်တယ်လို့စစ်တပ်ဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောပါရယ်ပြည်သူ့ရှေ့ဆောင်ပါတီခေါင်းဆောင်ဒေါ်သက်သက်ခိုင်ဟာရန်ကုန်တိုင်းဒေသကြီးရဲ့အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနဲ့အမှတ်နှစ်အတွက်ကိုယ်စားလှယ်လောင်းစင်းရင်ကိုတင်သွင်းခဲ့တာဖြစ်ပြီးတော့အခုပယ်ဖျက်လိုက်ပြီလို့မီဒီယာတွေရဲ့မေးမြန်းမှုကိုရွေးကောက်ပွဲကော်မရှင်ဘက်ကပြန်လည်ဖြေကြားထားတာပါ ဒေါ်သက်သက်ခိုင်ကိုအမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ဂါကြီးပါပြာဒန်းချက်နဲ့ညှိစိုးနေတဲ့အတွက်ပယ်ဖျက်လိုက်တယ်လို့သိရပါဗျ။အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ဂါကြီးကတော့နိုင်ငံတော်နဲ့ပုပ်ပလိကတို့မတင့်လျော်တဲ့ပေးရန် တာဝန်များကင်းရှင်းသူဆိုပြီးတော့ပြဋ္ဌာန်းထားတာပါ။ဒေါ်သက်သက်ခိုင်အနေနဲ့ကမ္ဘောဇာဘဏ်ကနေချင်းငွေကျပ်ငွေဘီလီယံ100ကျော်နဲ့တခြားနာမည်ကြီးပုပ်ပလိကဘဏ်တစ်ခုကနေလဲချင်းငွေတွေရယူထားတယ်လို့သတင်းတွေထွက်ပေါ်နေပါဗျ။ ဒေါ်သက်သက်ခိုင် အပါအဝင်လှတ်တော်အလိုက်မဲဆန္ဒနဲ့အသီးသီးမှစီးရင်တင်သွင်းထားတဲ့ကိုယ်စလဲပေါင်း9032ယောက်ရှိရမှာဖွဲ့စည်းပုံအခြေခံဥပဒေတပ်ဆိုင်ရာလှတ်တော်ရွေးကောက်ပွဲဥပဒေနီးဥပဒေတွေနဲ့ညီညွတ်ချင်းမရှိတဲ့ကိုယ်စလဲလောင်း86ယောက်ကိုနမယ်စင်းကနေပယ်ဖျက်လိုက်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကပြောထားပါတယ်ရှင်။